မကြာခင် UFC မှာပွဲကြီးပွဲကောင်းကိုထူရတော့မယ်ဂျော့ရှွာဘန်ကိုအောင်လာအန်ဆန်ကလုံးဝမထင်ထားတာပြောလိုက်တဲ့အတွက်ပရိသတ်တွေကတော့အော်အိုကေရပါလိအောင်လာအန်ဆန်ကတော့ရှမီအာဒိုဂန်ကို စက္ကန့်20နဲ့ရှုံးပြီးတကားလာမှာဝမ်ချမ်ပီယံရှစ်ကနေအနာယူမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ချက်ချင်းပဲ သူဘောရဲ့နောက်ဆုံးထိုးပွဲကြီးကိုဝမ်ချမ်ပီယံရှစ်မှာအထက်မှန်ထိုးမှဖြစ်ကြောင်းကြေညာခဲ့ပါရယ်အခုတော့သူတို့ရဲ့ Kick Club FC မှာပဲမိပြကြီးလုံနေပြီးဟိုနေ့မှာဆိုရင်သူရဲ့ပြိုင်ပွဲဟောင်းဖြစ်တဲ့ Rainier နဲ့တောင်အကြီးကျယ်ကို Legend ပြင်ဆင်မှုတွေ Rainier ကို Legend ပေးမှုတွေကိုလှုပ်ဆောင်နေတာကိုတွေ့ရပါရယ်အောင်လာအန်ဆန်ကတော့ဝမ်ချမ်ပီယံရှစ်ကိုသူအဆင့်တင်ဖြစ်နေပါပြီ။သူ့အတွက်သူ့ဘဝရဲ့နောက်ဆုံးပွဲကိုပြင်ဆင်ပေးပါဆိုပြီးတော့သူ legend ထားတဲ့ဘုံတွေကိုချပြပြီးတော့ဝမ်ချမ်ပီယံရှစ်ကို သူအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းကိုအသိပေးထားခဲ့တာလေးဖြစ်ပါရယ်ကုဒ္ဒကမာရောအောင်လာအန်ဆန်ကမြောင်းနေကမှာသူ့ရဲ့ခေအလုံးမြမပြည်သူတွေမျောလင့်လို့ရတဲ့ဖိုက်တာကိုအောင်လာအန်ဆန်အနေနဲ့ဘယ်သူလို့ထင်လဲလို့မေးမြန်းခဲ့ရမှာအောင်လာအန်ဆန်ကဂျောရှူအာဘန်ကိုထက်တွင်းပြောသွားခဲ့တာကြောင့်ပြည်သက်တွေအောင်အိုခဲ့ရပါရယ်အောင်လာအန်ဆန်ကမြမဖိုက်တာတွေတဲမှာဂျောရှူအာဘန်ကတော့လောလောဆယ်မှာ ချန်ပီယံဖြစ်ဖို့တော့မျောလင်းလို့အရာဆုံးပါပဲဆိုပြီးတော့ချီးကျူးသွားခဲ့တာပဲဖြစ်ပါရယ်ဂျော့ရှွာဗန်ဟာ MMA stand fight မှာလွန်စွာမှကျွမ်းကျင်တဲ့အပြင်ကိုမှ ground fight နဲ့ game play မှာလေထိန်းတုံး defense တွေကိုကောင်းမွန်မွန်ကျွမ်းကျင်တာဖြစ်တဲ့အတွက်တနေ့ကျရင်ချန်ပီယံဖြစ်မဲ့သူဆိုပြီးတော့ online အဆန်ကတော့ချီးကျူးသွားခဲ့တာပဲဖြစ်ပါရယ်ဂျက်ရှွာဘန်ကတော့မကြခဲ့6လပိုင်းဂျွန်လာရှိနေမှာပွဲကြီးပွဲကောင်းကိုထိုးရပါတော့မယ်။နော်အခု ဖရိုင်ဝေးတန်းမှာရန်ကင်စနစ်မှာရှိနေတဲ့ဘရူနိုဆေးဗာနဲ့ထိုးရမှာပါတကယ်လို့သာဂျက်ရှွာဘန်ကသူ့ကိုအနိုင်ယူနိုင်ရင်ဖရိုင်ဝေးတန်းမှာအဆင့်စနစ်ကိုရောက်ရှိသွားတော့မှာပဲဖြစ်ပါတယ်ဘရူနိုဆေးဗာက BGG နီးပြလုပ်တဲ့အဆင့်ဆိုပေမဲ့အခုသူကစားမှာက MMA ပါ ်ကယ်လို့သာဘရူနိုဆေးဘာကမီဂျီဂျေပဲဥတီကစားလိုက်ရင်တော့အဲ့ဒီမှာပြဿနာရှိနိုင်တယ်ဒါပေမဲ့ဖန်ကလည်းထေတောင်ဒီဖ ens ပိုင်းကောင်းနေပြန်နေဘရူနိုဆေးဘာကနောက်ပိုင်းမှာစတာဖိုက်ပဲကစားတာတော့များတယ် MMA ဆိုတော့လေရလက်ကဘာမှမစိုးဖြစ်သွားနိုင်ပါဘူးမီဂျီဂျေဆိုရင်တော့ဂျော့ရှွာဘန်အနေနဲ့တီချာဘောက်ကိုအခက်တွေ့မှာတော့အလီချာပဲဒါမှမဟုတ်ကျွန်တော်နေတဲ့ဘန်ကိုယုံကြည်ပါရီခုဒီကောင်မှာတော့အောင်လာအန်ဆန်ကဘန်ကညနေကမှအထွန်းတောက်ဆုံးဖြစ်မဲ့နော် ချန်ပီယံဖြစ်မဲ့ဖိုက်တာဆိုပြီးတော့ချီးကျူးသွားခဲ့တာကြောင့်ပိသက်တွေကအံ့ဩခဲ့ရပါတယ်ဗျာဂျိုရှွာဘန်ရဲ့အောင်လအန်ဆန်ကတော့မြောင်းနေကမှာငလိမ်ဘေးနဲ့ဂျုံတွေးရတဲ့အခါမှာသူတို့တတ်နိုင်တဲ့လောက်ကူညီပေးနေကြတဲ့ဖိုက်တာတွေပဲဖြစ်ပါတယ်ဗျာ